ခင်ဗျားရောင်းမင်းမင်္ဂလာပါအောင်မြူ channel ရကျေးဇူးပါတယ်ကျွန်တော်တို့ဒီလာမဲ့ဘက်ပေါ်တော့လာမဲ့ဘက်ကလည်းကျွန်တော်ဒီဘုဒ္ဓဘူးနေ့တရပိတ်တယ်ဗျာနော်ဘုဒ္ဓဘူးနေ့တရပိတ်ရရှိရဆိုကြည့်ပြီးတော့ထင်းထင်းသေးသေးတော့ကစားကြပါနော်ကျွန်တော်တို့ဒါဒါလေးကတော့လေးလုံးခွေလေးပေါ့နော်လေးလုံးခွေလေးကျွန်တော်တို့ဒီလိုအလဲနှစ်ပူးလဲနှစ်ပူးတွေထွက်လာပြီဆိုရင်ကျွန်တော်တစ်နှစ်သုံးလေးဆိုတဲ့အခွေပေါ့နော်တစ်နှစ်သုံးလေးပြီးခဲ့ရတယ်တစ်နှစ်သုံးလေးပဲပေါ့နော် ီကောင်ကတော့သူက၂ရက်ပိတ်ရက်ရှိသွားတဲ့အတွက်အောက်ကြောက်တော့ထွက်တယ်ဗောနော်၄၄ဆိုပြီးတော့ဒီမှာလည်းသူနေဒီကောင်မျိုးကျွန်တော်တို့၁နှစ်၃လေး၁နှစ်၃လေးဆိုပြီးကျွန်တော်တို့ဒီမှာ၁နှစ်၃လေးဆိုရဲအခွေဗောနော်အဲ့အခွေလေးတစ်ခွေရှိမယ်နောက်ထပ်ပြီးသွားလို့ရှင်ကျွန်တော်တို့ဒီဒီလိုကျွန်တော်တို့9 9 9 9တွေထွက်ထားပြီဆိုရင်တည့်အောင်မှာကျွန်တော်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ဆိုပြီးတော့ရှိမယ် နောက်ထပ်တစ်ခုကကျတော့သုံးလုံးခွေပေါ့နော်ဒါပေမဲ့အဲ့ဒါသုံးလုံးခွေတော့မထိုးနဲ့ပေါ့နော်ဒါနှစ်နိုလေးလုံးခွေပဲကစားဖို့အတွက်ကျွန်တော်ထုတ်ထားတာဖြစ်တဲ့အတွက်ဒီလို31တိထွက်ထားတဲ့ဒီကအောက်ပေါ့အောက်ဘက်မှာပေါ့နော်သူကဒီလိုတပိနှစ်သုံးလေးဆိုတဲ့အခွေနှစ်သုံးလေးဆိုတဲ့အခွေပေါ့နော်သူကနှစ်သုံးလေးဆိုတဲ့အခွေသုံးလုံးခွေပေါ့နော်နှစ်သုံးလေးဆိုတဲ့အခွေကျွန်တော်ဒီမှာလည်းကျွန်တော်နှစ်သုံးလေးဆိုတဲ့အခွေဒီမှာလည်းနှစ်သုံးလေးဆိုတဲ့ဒီတပင်တော့ပြတ်ထားတယ်ဒါပေမဲ့ तू နောက်မှာတော့လျှောက်ပြန်ပြီးစတိုက်မှန်ထားတာပြီဆိုတော့ကျွန်တော်ပြန်သုံးတာပေါ့နော်နှစ်သုံးလေးဆိုရဲအခွေဒီမှာလဲကျွန်တော်တို့နှစ်သုံးလေးဆိုရဲအခွေနှစ်သုံးလေးဆိုရဲအခွေအဲ့တော့ကျွန်တော်ဒီမှာနှစ်သုံးလေးသူအပင်ရှိတယ်ဗျာဒီလိုအပင်ရှိရဲ့နှစ်ပင်လေးပင်6ပင်10ပင်7ပင်ပေါ့နော်အဲ့7ပင်မှာဒီအလဲတပင်ပြတ်ထားတယ်တော့လျှောက်မှန်လာသူကပြီးတော့ဒီနှစ်သုံးအိုက်ကောင်ကတော့လျှောက်ပြီးနေရဲ့အဲ့မှာမှကျွန်တော်နှစ်လေးဆိုရဲကနန်းတကွပေါ့နော် နှစ်လေးဆိုတဲ့ကလန်းတကွက်ကအထွက်များတယ်ပေါ့နော်နှစ်လေးနှစ်လေးကျောင်းဒီမှာလည်းနှစ်လေးကျောင်းဒီမှာလည်းနှစ်လေးဆိုပြီးတော့ကျောင်းအဲ့ထဲမှာတော့ main ကွက်အနေနဲ့ကျွန်တော်အဲဒီနှစ်သုံးလေးကိုတော့ကျွန်တော်ကမထိုးခိုင်းဘူးနော်တနှစ်သုံးလေးလိုပဲကစားမှာဒါမဲ့ဒါကိုကျွန်တော်ကထည့်ပြတာပေါ့နော်တနှစ်သုံးလေးပဲကစားမှာအဲ့မှာမှကျွန်တော်ဒီဒီ24ဆိုတဲ့ကဏ္ဍတစ်ခုကိုကျွန်တော် main အနေနဲ့ယူထားတယ်နောက်ထပ်ကဏ္ဍတစ်ခုကကျွန်တော်တို့ဒီမှာ ဒီလိုကျွန်တော်တို့93 93 93 93နေထွက်လာဒါပြီးခဲ့ဘက်ကလည်းဟို1နှစ်3လေးဆိုတဲ့အခွေကြီးပဲပေါ့နော်ဒီဘက်မှာလည်းထုံနီလောက်ကောင်းမြန်ဒါပေမဲ့ဒီမှာတော့ကျွန်တော်က1နှစ်3လေးဆိုဒီမှာကျွန်တော်တို့1 1တွေထွက်တယ်3နှစ်တွေထွက်တယ်ကျွန်တော်တို့ဒီမှာအဲ့လိုမျိုးတွေထွက်တယ်ပေါ့နော်အဲ့ဒါကိုထားလိုက်ကျွန်တော်အဓိကပြကျင်တာဒီကောင်းမြန်နော်ဒီ1နှစ်ပေါ့နော်ဒီ1နှစ်ဒီမှာဆို1နှစ်နှစ်တည်း1နှစ်1နှစ်နှစ်တည်းဆိုကဏ္ဍကဒီမှာလည်းကျွန်တော်တို့က1 2 R ပေါ့နော်အဲ့1 2 R ကကျွန်တော်တို့ main ကအနေနဲ့ဖြစ်သွားမှာပေါ့နော်ဒါက2 4ပေါ့နော်2 4နဲ့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်1 2တွေက main အနေနဲ့ဖြစ်သွားမှာပေါ့နော်ဒီ network က1 2 3တွေမှာဒါလေးတော့ရှိမယ်နောက်တစ်ဒီကောင်လေးပေါ့ဒီခုနကဒီဒီကောင်လေးပေါ့နော်ဒီကျွန်တော်တို့ဒါ6 6 6 6 6ပြီးခဲ့ဘက်က1 2 3လေးအခွေပေါ့ သူကဒီမှာလဲ82 82 82ဆိုပြီး82အာတကွက်ကတော့ကြိုက်တယ်ထဲတို့ဗျာအရင်ရောမကြိုက်ဘူး3မိနစ်တော့ဖြစ်တာရှိတယ်ဒီကကွက်ပြီးထုတ်တာမဟုတ်ဒီပြင်ကုန်ဒါကျွန်တော်ဒီမှာအကုန်ပဲဗောနော်ဒီ82တကွက်အဲ့ဒါလေးတော့ကြိုက်ရင်တော့လိုက်ကစားဗောနော်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဝိကတ် အမေရိကမှာဆိုလို့ရှင်လေဒါက၄နှစ်နဲ့ပတ်သက်တဲ့ frame ပေါ့နော်အမေရိကပေါ့နော်ဒါကျွန်တော်ရှိမှတချို့ဒါပေမဲ့ဟို frame နိုင်မှာတော့ကျွန်တော်ပြောသလိုမရဘူးပေါ့နော်ဒီ quantity တွေမှာဆိုကျွန်တော်မရှိတဲ့ frame တွေမရှိဘူးဗျာမရှိဘူးဆိုတာရှာလို့မရှိတဲ့ frame မျိုးပေါ့နော်အဲ့တော့ဒီ frame မှာတော့ကျွန်တော်တို့က ဒီလေးနှစ်လေးနှစ်နဲ့ညာကျွန်တော်ကဒီကောင်ကိုထွက်သွားတာပွင့်နေပြောလို့ရှင်ဒီခွန်ရှိထွက်သွားတာကိုမသိလိုက်ဘူးကျွန်တော်ကဒီဘက်မှာပါဒီခွန်ရှိကိုခွေပေးဖို့ဆိုပြီးကျွန်တော်ယာလိုက်တာပေါ့နော်ယာပြီးတေချာပြန်ကြည့်ရမှာခွန်ရှိကထွက်ပြီးထွက်နေပြီးခဲ့တဲ့ဘက်ကဒါပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ကဒီမှာဒီနေရာမှာမပြောနိုင်ဘူးလေးနှစ်ထွက်ပြီးမပြောနိုင်ဘူးဆိုတာကလည်း ဟိုဘလူကြောင်လဲဆိုတော့ကျွန်တော်တို့မှာပြီးခဲ့တဲ့ဘက်ကဆိုတော့ဒီလုံးခွေပဲနှစ်ခါထွက်သွားတယ်ဗောနော်ကျွန်တော်တို့ break ကတော့လုံးခွေကိုကြံသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒါကိုလိုက်ညာပြီးတော့ဒါကိုမပြောနိုင်ဘူးဗောနော်အဲ့တော့ဒီ၄နှစ်အောက်ကဒီ consciousness ခွေကတော့ကျွန်တော်တို့ပြီးသွားပြီဗောနော်ဟိုထပ်ပြီးသွားပြီဆိုကျွန်တော်မသုံးတော့ဘူးဒါပေမဲ့အဲ့အောက်မှာကျွန်တော်တို့ထပ်ပြီးတော့သုံးရမယ်ကဏ္ဍ၅ခွက်ရှိရပြအဲ့ဒါလေးတော့ကျွန်တော်၄နှစ်လို့ထွက်ထားပြီးသွားလို့ရှိရင်နောက်ထပ်ကျွန်တော်ဒီကဏ္ဍ၅ခွက်ပေါ့ဗျာ 2040 26690ဆိုပြီးတော့ဒါကျွန်တော်တီးတဲ့ဆွဲထုတ်လာတဲ့ကဏ္ဍ၄ပေါ့နော်အဲ့ဒီကဏ္ဍ၅ခွက်ကသူကဒီအောက်မှာတောက်လျှောက်ပြက်ပြင်းမရှိဘူးလုံးဝထွက်ပြေးနေတယ်များသောအားဖြင့်2ချိန်3ချိန်နေထွက်တယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကကျွန်တော်တို့ဒီချိန်ပဲကစားမှာကျွန်တော်တို့အဲ့ကဏ္ဍက2040 2040 26690ဆိုတဲ့ကဏ္ဍကဒီမှာဆိုလို့ရှိရင်ကျွန်တော်20နဲ့40ဒီမှာ60 26 ကျွန်တော်ဒီမှာလဲထုံနေလောက်အောင်မယ်26926 40ဒီမှာလဲ40ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့4 6926 96 2620 60အ60တော့မပါဘူး sorry 60မပါဘူးမဟုတ်ဘူးဒီမှာဆိုလို့ရှိရင်လဲကျွန်တော်တို့20ဒီမှာဆိုရင်26 ျွန်တော်ဒီမှာဆိုလဲခွန်၄ဒီမှာ20 20ဒီမှာဆိုလို့ချင်းကျွန်တော်တို့6 6ဒီမှာဆို26 20 40 6နှစ်ဒီမှာလဲထုံလို့တကောင်းမယ်69ခွန်၄40ကျွန်တော်တို့ဒီမှာဆိုရင်ခွန်၄20ကျွန်တော်ပြတဲ့ဟာကိုကိုယ့်အကူဗီဒီယိုထဲမှာသိချင်ကြကျွန်တော်ပြောသလိုအေးအေးဆေးပြန်ပြီးတော့ကြည့်လို့ရတယ်ဗောနော်တိုက်ပြီးတော့ကြည့်လို့ရတယ်တပင်းမှပြတ်ထားတာမရှိဘူးကျွန်တော်အဲ့တော့ကြောင့်မလို့ဒီ20 40 26 69ခွန်၄ဆိုတော့ ကနန်းနှစ်လေး၅ခွက်ပေါ့နော်အဲ့ကနန်း၅ခွက်ကိုကျွန်တော်ကဒီဒီဘက်အတွက်ကိုပေါ့နော်ဝီကက်နေနဲ့ကျွန်တော်ပေးမယ်လီလုံးခွေနဲ့ဓာတ်နဲ့ပေါ့နော်၃လုံးခွေကတော့ကျွန်တော်ကဒီခွေရှိကိုပေးမလို့ပေါ့နော်ထွက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ပေးလို့တော့မရတော့ဘူးဘယ်မှရာထားတာဒီမှာပေါ့နော်ဒီကောင်လေးပေါ့အဲဒါကတော့ခွေရှိကိုကတော့ပေးလို့မရတော့ဘူးထွက်သွားပြီဆိုတော့ကျွန်တော်ဒီခွေရှိကိုခွေပေးလို့မရအောင်အဲ့တော့ကျွန်တော်မှဒီကောင်နဲ့ဒီကောင်ရှိပြီအဲ့တော့ဒီထဲမှာလဲကျွန်တော်က ဘယ်ကနန်းကိုအကြိုက်ဆုံးလဲလို့ဆိုရင်အကုန်လုံးကိုကြိုက်တာပြီးတော့ကျွန်တော် main core ကိုကျွန်တော်ရွေးမထုတ်ပြီးတော့ဘောနော်ဒီကိုဒီကတော့တင်းတင်းနဲ့နှစ်လေးကိုတွေးထုတ်လာတယ်။ဘာလို့လဲဆိုလို့ရှင်ကျွန်တော်နောက်ထပ်အထောက်တွေမရှာနိုင်လို့ဘောနော်မရှာနိုင်လို့ဒီ pattern မှာလည်းကျွန်တော်ဒီတပတ်စာဗီဒီယိုပြီးွားရင်လေးတိုက်တွေရအောင်တင်ပြမှာမဟုတ်သေးဘူးဘောနော်နောက်ပတ်တွေကြာမှပဲကျွန်တော်တင်ပြမ အဲ့ငွေလွှဲထားတဲ့မိတ်ဆွေတွေရှိရင်လည်းကျွန်တော်တို့တစ်ချက်လာပြောပြီးဒီလိုနောက်ပတ်တွေမြန်မာခေါ်ဖို့အတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တစ်ချက်ပြောပြီးပေါ့နော်မြန်မာခေါ်မှပဲကျွန်တော်ကျွန်တော်တစ်ချက်လာပြန်ပြောပြီးကျွန်တော်ပြတ်ထည့်ပြီးပြီပေါ့နော်အခုပတ်တွေကတော့ကျွန်တော်ခေါ်မှမဟုတ်သေးဘူးကျွန်တော်လည်းအရင်ဒီကပြင်ပန်းနေတဲ့အတွက်ဟိုဒီ frame တွေကိုမကြည့်နိုင်တာပြီးတော့မမကက်ကတော့ခေါ်ပြီးတော့တန်ထုတ်ပေးလို့ရတယ်ဗျာဒါပေမဲ့အဲ့လိုမျိုးကြီးကျွန်တော်တကယ်အရင်အမထဲနိုင်ရင်ပြီးစလဲမလုပ်ချင်ဘူးပေါ့နော်အဲ့တော့ ထုတ်ပေးလို့ရတယ်အခုကတ်မျိုးလေးဆိုလဲခုနကကတ်မျိုးဆိုလဲကျွန်တော်ထုတ်ပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးကြီးမပေးချင်ဘူးဆိုတော့နေတိုက်တွေလည်းမရှာနိုင်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အခုဒါတော့မှကျွန်တော်ဒီတပတ်စာကတော့ကျွန်တော်မိတ်ဆွေတွေမျှော်နေတဲ့မိတ်ဆွေတွေရှိလို့ကျွန်တော်တကယ်တင်ပြလိုက်တာပေါ့နော်ကျွန်တော်တကယ်တမ်းဆိုဒီတပတ်လုံးကိုဘာမှကိုမလုပ်ချင်တာလည်းပွင့်နေပြောရင်အဲ့လိုမျိုးကြောင့်မို့လို့သူကအရင်ကြက်မရေးရပါတော့နော်ပြင်းမှန်းနေလို့ပေါ့နော်ကဲမျိုးတွေအားလုံးပဲအော်မီကန်ကောင်းကြပါစေနော်